တရားတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရယ်။အာဆင်းကဘာအစည်းအဝေးလုပ်ပြန်ပြီဆိုလို့ရှိရင်မြန်မာမဖိနေ။ဟမ်။မြန်မာမဖိဘူး။မြန်မာနိုင်ငံရောက်ကြီးမလာရောမြန်မာဝင်ရောမလာရောမြန်မာကိုယ်စားမလာရောတလားမှတခါတော့မမှန်ကြီးရှက်ခွက်ခံနေရတယ်။ဆရာတို့ကကအာဆင်အစည်းအဝေးလုပ်မအောင်ကြောက်နေရတယ်ခု။အာဆင်အစည်းအဝေးလုပ်တိုင်းမှာဆရာတို့မဖိဘူးမြန်မာကို။မြန်မာဆိုတော့ဒီမှန်ပြူမြန်မာနိုင်ငံနဲ့ပတ်သက်ဆိုင်ကံကွယ်ရှုတ်ချတာလုံတော့ အစည်းအဝေးတစ်ခါလုံးကတစ်ခါဆက်ကွဲနေရတယ်။ဒီနေ့မှအစည်းအဝေး၁၂ခါလုံးရင်ဆရာတို့မြန်မာနိုင်ငံတော်နဲ့မြန်မာပြည်သူများရဲ့ပြည်နဲ့၁၂ခါအဆက်ကွဲခံနေရတဲ့လူပုံလဲမှာသူတို့ကသူတို့အစည်းအဝေးလုပ်သွားတာပြဿနာမရှိဘူး။ဆရာတို့ကနေတိုင်းရင်နဲ့ကိုယ်ရင်ကကိုကိုထမင်းကိုဆိုင်နေတယ်။ကဘာကျိုးပဲပေါင်းထုတ်ပြီးဆက်ကြော်တာပဲ။တပေးရတော့မလို့မြန်မာနိုင်ငံကိုကော်ပြီးတော့ပဲအင်္ဂါကျိုးလွတ်လွတ်ပြလိုက်ရတော့မလို့ထိပြန်မာနိုင်ငံကတိတ်ခါကြနေတယ်။အဖြစ်ကိုအဲ့ဒါကိုလက်ခံလို့မရဘူး။တရုတ်ကထိုင်ဝမ်ကိုထိလို့စစ်တပ်နဲ့ဝိုင်းပြီးထိုင်ဝမ်ဝိုင်းနေတယ်လို့ပဲ။ ဆရာတို့ကလည်းဆရာတို့ကဆို NUG ကိုပွဲတင်ပြီးတော့လက်ရှိအစိုးရကိုပယ်ရှားပြီးတော့အချက်ခွဲနေတာနဲ့ပတ်သက်လို့မှန်မှန်ကြီးချက်ခွဲနေတာအာဆီယံကနိုင်ငံတော်ကိုအဲ့လိုခွဲနေတဲ့အတွက်ကြောင့်ဒါကိုဆရာတို့ကတင်ရကြတဲ့ထုတ်လိုက်ဘာလို့လဲညာလို့လဲတော့မရတော့ဘူးမထီတော့ဘူးအဲ့ဆေးကမရတော့ဘူးဖြစ်ရှင်းနေကိစ္စကပါရာစီတမောတောက်လို့မပြောက်တော့ဘူးစတေမန့်ထုတ်လိုက်ဒီရှုတ်ချလိုက်ကန်းကွက်လိုက်ဒီသဘောမတူပါမြန်မာနိုင်ငံတော်ကြီးအချို့ရအောင်ဆော်သွားခြင်းဖြစ်တည်ဆိုတာဟာအဲ့ဒါပါရာစီတမောဖြစ်နေဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့မနေ့က ငါပေါ့ကိုပြောလိုက်လို့မခံချင်တဲ့ဒီမှာဆရာကြီးလို့တော့ပြောတာပဲဘာဆရာကြီးလဲတော့မသိဘူးငါပေါ့ရဲ့ဆရာကြီးလားငါပေါ့ရဲ့ဂျွန်လားတော့မသိဘူးသူကတော့ကချင်မရိုင်းလွန်းတယ်တဲ့နော်တာဝန်ရှိတဲ့သူထိမ့်ကြပါလို့ပြောတယ်လူကိုထိမ့်တဲ့ခွေးကဘာပေါ်မှာမရှိဘူးဆိုတာတခုပြောချင်တယ်နောက်တစ်ခုကတော့ကချင်အကြောင်းကိုနင့်တို့ခွေးပါးစပ်ထက်ကနေလုံးဝမထွက်နဲ့ ကျွန်တော်ကချင်ခေါင်းဆောင်တွေပြောတာဟာတော်လာရဲ့အတွက်ပြောတယ်ကချင်လူမျိုးတွေအတွက်ပြောတယ်ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကကချင်စကားနဲ့ပြောသွားတယ်ဒါကိုမရမကနားထောင်ပြီးတော့လောင်ကျွမ်းမနေကြနဲ့နင့်တို့နဲ့တက်ဆိုင်တယ်ဆိုလို့ရှိရင်နာကြလောင်ကြဒါပေမဲ့ကချင်တွေကောင်းတယ်မကောင်းဘူးဆိုတာလုံးဝနင့်တို့ခွေးပစားကနေမထွက်နဲ့ထွက်တယ်ဆိုလို့ရှိရင်ဒီထက်ပိုဆိုးပြီးမှနင့်တို့ကိုပြောမယ်မြင်မြင်မှတ်ထားပါနော်ပြီးလို့ရှိရင်နောက်တစ်ခါပြန်ပြောမယ် ကချင်မကိုဖမ်းနိုင်တဲ့သူကချင်မကိုထိမ့်သိမ်းနိုင်တဲ့သူကဘာပေါ်မှာဘယ်သူမှမမွေးသေးဘူးဆိုတာမှတ်ထားပါနေတော့ခွေးတွေကိုကြောက်ရင်ကဘာပေါ်မှာလူဖြစ်မလာဘူးဆိုတာလည်းမြင်မြင်မှတ်ထားပါเนาะဆိုတော့ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့နှွေဦးမယ်အရန်ချက်တဲ့မြင့်ချန် Black Tiger ကဘူမိုက်ခဲပြောထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုအရင်နားထောင်ကြည့်ရအောင်เนาะရွေးကောက်ပွဲစားမယ်နေ့လားဒါမှမဟုတ်ရွေးကောက်ပွဲမစားခင်လားညီတို့ဘက်ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလားလားဒီ day တစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လိုပြီဗျ ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောက်နေတဲ့လမ်းရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုံရှုပ်တဲ့ကောင်မှာကြုံရတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာညီတို့ဒီဇွန်မှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှ give site မနေနဲ့တိတိကျကျကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာဂတ်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တည့်ရမလား ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့လိုတယ်ဗျာဒီအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှာရတယ်ပြီးလို့ရှိရင်ညီတို့အဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးယူဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲမြို့ပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရဲ့ပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစာတယ်ကညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မြို့ပေါ်မှာနေပြီးတော့တည်ရမလားလပိတ်တွေတောက်လိုက်ဂိမ်းလေးစော်လိုက် တိရလားဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့တပရာကိုရွေးချင်မှလည်းကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့တိုက်တဲ့ဘက်ကိုရွေတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်း အကျူးဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေလက်ရှိတက်ဆောက်ပံမှာလေလူငယ်တွေအတတ်တရောပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလာခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်လဲဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေပန်းနိုင်အောင်ရောက်အောင်သွားမယ် ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဒါဟာပွင့်လေကွာဒီနေ့ကျွန်တော်တို့တော်လိုင်းရဲထဲမှာဘိုးမိုက်ခဲလိုမျိုးလူငယ်အယောက်တထောင်လောက်သာရှိခဲ့ရင် ကျွန်တော်ဒီတော်လာရဲ့ဒီလောက်ထိအသွင်ရှင်နေမှာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောပြချင်တယ်ဒီဘိုမိုက်ခဲဆိုတာဟာလွန်ခဲ့တဲ့တလားလားမသိဘူးအဲတုန်းကမှသူက25နှစ်ပြည့်တယ်နော်ကိုယ့်ရဲ့သူကိုယ့်ရဲ့သားလောက်ပဲရှိတယ်ဒါပေမဲ့ကျမဒီဘိုမိုက်ခဲကိုရန်သဘောကျတယ်စကားပြောလို့ရှင်လည်းတိတ်ရင်ကျဲတယ်ညီကလည်းညီကလည်းအဲ့လိုမျိုးပြောတတ်တယ်ရန်သဘောကျတဲ့အဲမှာဘိုမိုက်ခဲပါတယ်ဆိုတော့အခုဘိုမိုက်ခဲတွေရဲ့ရေရွက်ချက်ဟာတိတ်ပြီးမှကောင်းတယ်။ဘိုမိုက်ခဲတွေဟာတကောကောင်းဆန်စိတ်မရှိဘူး ပြီးရင်တိုင်းပြည်ကိုချစ်တဲ့လူငယ်ဖြစ်တယ်ဆိုတော့အခုဒီထဲမှာသူပြောသွားတာဟာရွေးကောက်ပွဲမစခင်လားရွေးကောက်ပွဲမှာလားရွေးကောက်ပွဲပြီးရင်လားဘယ်အချိန်မှာဒီခွေးတွေကိုရှင်းမလဲဆိုတဲ့ဥစ္စာကိုပြောသွားတယ်အားလုံးစည်းရုံးပြီးတော့တိုက်ဖို့တော့လည်းသူပြောသွားတဲ့ဥစ္စာရှိတိုက်ပြီးမှသဘောကျတယ်ဒီနေ့ကျမတို့တော်လာရဲထဲမှာလဲဒီလူမျိုးစိတ်တက်တရှိရမယ်အခုဒီထဲမှာဘုံမိုက်ခဲပြောသွားတဲ့ထဲမှာနော်သူတို့ရဲ့ရင်မှန်းချက်ပန်းတိုင်ကိုတွားတဲ့လမ်းထဲမှာရှုပ်နေတဲ့သူဘုဒ္ဓကိုမဆိုရှင်းပြရမယ်လို့ပြောတယ် ဟာဒီနေ့ကျွန်မအမြဲတမ်းပြောနေတဲ့စကားဖြစ်တယ်ဒီနေ့ကျမတို့မှာလူမျိုးရဲ့တိုက်ပွဲလုံးဝမဟုတ်ဘူးဆွေမျိုးအတွက်တိုက်ပေးနေတဲ့တိုက်ပွဲလည်းမဟုတ်တဲ့အတွက်ကြောင့်ကျမတို့တော်လာရဲထဲမှာဘယ်သူကကျမတို့ရဲ့တော်လာရဲရဲ့စူးခလုတ်ဖြစ်တယ်လဲကျမတို့ပြေးတဲ့လမ်းမှာဘယ်သူကနေမှစူးခလုတ်အဖြစ်ရက်နေတယ်လဲအိုက်စူးခလုတ်ကိုကျမတို့ထွင်ရမှာဖြစ်တယ်တင့်ကြောင်ကိုရဲ့ဆွေမျိုးတယောက်ယောက်ကြောင်ကိုရဲ့လူမျိုးတယောက်ယောက်ကြောင်ကိုရဲ့အတိတယောက်ယောက်ကြောင်ကျမတို့တော်လာရဲကနေသွားလို့မရဘူး เนาะကျတော့ကဲရမှာဖြစ်တယ်ကျတော့ကမတွက်လက်ဘူးဆိုလို့ရှင့် တွက်လက်တဲ့သူတွေကျမတို့ကိုထိသွားနိုင်တယ်ဒါကြောင့်အခုဒီပုံမိုက်ခဲပြောသွားတာကအထူးတပြည့်အခုလူငယ်လေးတွေကိုလည်းသူပြောသွားတော့တွေ့ရတယ်ဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာခွေးတွေကျင့်သုံးနေတဲ့စစ်မှုထမ်းဟာဘေးအချိန်မှာရပ်တန့်သွားမလဲဆိုတာကတော်လာရင်ပြီးမှရပ်တန့်သွားမှာဘာကြောင့်လဲဆိုတော့အခုဒီဒေါခင်ကြီးတွေပြောသွားတာသူတို့အစိုးရဖြစ်သွားပြီဆိုလို့ရှိရင်လည်းစစ်မှုထမ်းဥပဒေကိုဆက်လက်ပြီးတော့တုံးသွားမှာဖြစ်တယ်မြန်မာနိုင်ငံမှာစစ်ခွေးတွေအများကြီးလိုတယ်ဆိုတဲ့အကြောင်းသူပြောသွားတယ်။ဒါကြောင့်ဒီနေ့နင်တို့စစ်မှုထဲမှာမပ ပါဘူးလားမနဲ့ပြန်ပါလိမ့်မယ်မနဲ့ပြန်မပါဘူးလားတပက်ခါပါလိမ့်မယ်ပြီးလို့ရှိရင်လည်းဒီနေ့ကျွန်တော်တို့တော်လာရဲထဲမှာဂျားနေဆိုတာမရှိဘူးနော်စစ်ခွေးဘက်ကိုရက်ရက်မရက်ကျွန်တော်တို့တော်လာရဲဘက်ကိုရက် PDF တွေလိုမျိုးနော်လက်နဲ့မကင်ချင်ပါဘူးငါတို့ကတော့ပညာတင်နေတယ်ကျွန်တော် PDF တွေကတော့နင်းတို့ကိုလက်ခံပေးမယ်ဒါပေမဲ့လဲပဲခွေးတွေနင်းတို့ကိုလက်ခံပေးမှာမဟုတ်ဘူးအခုစစ်မှုထမ်းအပတ်စဉ်ဆက်ရှိပြီးသွားပြီဆက်လက်ပြီးစုဆောင်တဲ့အခါမှာနင်းပါလိမ့်မယ် အရင်တော့ကတော့လူငယ်လေးတွေများသေးတဲ့အတွက်ကြောင့်ပေးဆံပေးနိုင်တဲ့သူဒီကတော့လွတ်နေတယ်ဒါပေမဲ့လူငယ်လေးတွေကုန်လာပြီးဖြစ်တဲ့အခါမှာပတ်ဆံဘလောက်ပေးပေးပေးလို့မရတဲ့အခြေအနေတွေရောက်လာလိမ့်မယ်စစ်ခွေးတွေရဲ့လက်ထဲရောက်သွားပြီဆိုလို့ရှိရင်တော့ကျတော့တော်လာရဲတွေကြီးဟာစစ်ခွေးကိုပြစ်တဲ့ကြီးဖြစ်တဲ့အတွက်ကြောင့် နင်းတို့ကိုလည်းထိသွားမယ်ဆိုတော့လည်းမမေ့ကြပါနဲ့အခုရှယ်တန်းကိုရောက်တဲ့စစ်ခွေအုပ်စုတွေကိုကြည့်လိုက်ပါတော်လာရဲမရောက်ခင်တုန်းကစစ်ခွေဘက်ကိုရပ်နေတဲ့စစ်သားတွေတက်တဲလေးပဲစစ်မှုထမ်းကနေမှပါလာတဲ့ခွေးလေးတွေများတယ်ဒါကြောင့်နင်းတို့ကြားမှာနေချင်းသလားတနက်ပြောင်းသွားရဲ့ဂျားအဲထဲမှာကကြည်ပဲရှိတယ်နော်ဒါကိုမမေ့ကြပါနဲ့လို့ပြောချင်တယ်နော်။နေဆက်မှာရှိတဲ့တော်လာရဲတွေကိုမကူညီနဲ့လို့တော့မပြောဘူး။ဒါပေမဲ့အထူးသဖြင့်အညာမှာရှိနေတော့ PDF တွေကိုကျွားတို့ထောက်ပို့ဒီဘက်ကနေမှလည်းပို့ပြီးမှထောက်ပံ့ဖို့လိုအပ်တယ်တော်လာရင်မိသားစုတွေလည်းအညာမှာလှုပ်ဆောင်နေတဲ့ PDF တွေကိုလည်းပဲလွန်ခဲ့တဲ့အချိန်တုန်းကကိုကြီးထောက်ပံ့တာတက်ပို့ပြီးမှကိုကြီးထောက်ပံ့ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွားပြောချင်တယ်အားလုံးလည်းတတ်နိုင်တယ်လို့ပါဝင်ကိုကြီးရအောင် KIO ဥက္ကဋ္ဌပြောခဲ့တယ်လို့ပဲဒုက္ခကိုပဲကြည့်မယ်ဆိုလို့ရှိရင်လူတိုင်းဒုက္ခရောက်ကြတယ်ဒါပေမဲ့ဒီဒုက္ခကိုညီးနေမဲ့အစားဒုက္ခကိုမြန်မြန်ကြော်လွှားနိုင်ဖို့ရတော့ကိုတတ်နိုင်တဲ့ဘက်ကနေမှအမြန်ဆုံး ံးပါဝင်ခြင်းအပြင်တော်လန်ရဲကိုအဆုံးသတ်ရအောင်လို့လည်းအားလုံးကိုတောင်းဆိုခြင်းတာဖြစ်တယ်။ပြီးလို့ရှိရင်အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့အင်ဒိုတိုက်ပွဲတုန်းကဖန်စီထားတဲ့စစ်ခွေးတွေအများကြီးရှိတယ်။အဲ့ထဲကနေမှစစ်တုံးပန်း73កောင်လွတ်သွားတဲ့အတွက်ကြောင့်ကျမအတော်လေးတော့စိတ်မကောင်းဘူးစိတ်ဆိုးတယ်လို့တောင်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့တုံးပန်းတွေကိုထိမ့်သိမ်းထားတဲ့ NUG လက်အောက်က PDF တွေကိုနည်းနည်းလေးအပြစ်တင်ခြင်းတယ်။ PDF တွေကိုဘာကြောင့်ကြွားစိတ်ဆိုးချင်တယ်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ PDF တွေကိုဖမ်းမိတယ်ဆိုလို့ရှိရင်စစ်ခွေးတွေဒီလိုမလုပ်ဘူးနော် PDF လုပ်ငန်းတွေရောက်ကိုဖမ်းဆီးတော့ကမလုပ်လိုက်တယ်လဲအရှင်လက်လက်မိဖုတ်လိုက်တာတွေကိုကျွန်တော်လုံးဝမေ့လို့မရဘူးဒီနေ့ကျွန်တော်လက်နဲ့ကင်နေတော့တော်လန်ရဲတွေကိုပဲမကဘဲနဲ့ဒီနေ့တော်လန်ရဲထဲမှာပါဝင်နေတော့မိသားစုကလေးတငယ်ကအစစစ်ခွေးတွေကျွန်တော်ကိုပက်ပက်ဆက်ဆက်တတ်နေတာကိုဒီနေ့ကျွန်တော်လုံးဝနားလေရမှာဖြစ်တယ်အခုထွက်ပြေးသွားတဲ့စစ်ခွေး73កောင်ရဲ့နာမည်နဲ့သူ့ရဲ့တာဝန်ကိုကျွန်တော်ဖတ်ပြမယ် ဆိုလို့ရှိရင်တော်လရဲ့မိသားစုတွေဘလို့ခံစားတယ်လဲ comments ထဲမှာလည်းရေးပေးကြအောင်အခုကျွန်မဖတ်ပြမယ်နားထောင်ကြည့်နော်မြို့မင်းတို့တက်ရင်မွန်းမြင့်မောင်မောင်ဆို G2 အောင်ဖြူထွန်းစစ်စင်ရဲ့ G2 ကျော်စုဦးစစ်စင်ရဲ့ G3 ဝေဖြူအိုကွန်မန်ဒိုတက်စုမွန်းဝေဖြူအောင်ဆက်တွေရဲ့တက်ခွဲမွန်းမြို့မင်းအောင်အမြောက်တက်စုမွန်းဘုံထက်အောင်ခွဲမွန်းကျော်နိုင်ဆိုဆဲမွန်း ဟန်လင်းထွန် G3 ဝေလွင်ဖြိုးမောင်တဆုမွန်မြို့နယ်မအောင်မြင့်နိုင်တဲ့ရဲမူးမောင်မောင်လတ်တင်နော်ကြည့်အခုကျွန်မဖတ်သွားတဲ့ခွေး73កောင်ဟာပြီးသူစင်မပါဘူးပြူမပါဘူးတရစ်နရစ်တောင်မပါဘူးဒီလောက်ထိအကောင်းကြီးတဲ့ခွေးတွေကိုဖမ်းမိပြီးတော့ကျတော့လွတ်လိုက်ရတယ်အခုတို့ကဝင်းတိုမှာရှိတဲ့ခမရ တသုံးလုံးအခမရ120ဘက်ကိုထွက်ပြေးသွားတယ်လို့သိရတယ်ပြီးတော့အခုတော်လိုက်ရေးတွေလည်းလိုက်ရှာနေတယ်လို့သိရတယ်မြတ်တာတရားထားတာ ကောင်းပါတယ်ဒါပေမဲ့အခုတကယ်လို့ဒါဒီခွေးတွေကထွက်ပြေးလို့စစ်ခွေးဘက်ကိုမဝင်သွားရင်တော့ကိစ္စမရှိဘူးဒါပေမဲ့ဒီခွေးတွေကထွက်ပြေးသွားလို့အခုဒီဝင်းတို့ခမရဘက်ကိုဝင်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲမြတ်တာဆိုတာဟာလူတိုင်းနဲ့ထိုက်တန်တာမဟုတ်ဘူး မန်လို့မသွားဘူးမန်ဆိုတာဟာကိုပြုံးပြရင်တို့ပြုံးပြတယ်ဒီနေ့ကျမတို့တော်လာရဲဒီဟာစစ်ခွေးတွေကိုဖမ်းမိတိုင်းဖမ်းမိတိုင်းတို့ကိုအော်နားလေပါစေဆိုပြီးမှ စကားကောင်းကောင်းပြောတယ်ထမင်းကျွေးတယ်ကောင်းကောင်းနေခိုင်းတယ်အစွန်းဆုံးဆက်လိုက်တော့မယ်ဆိုတော့ဆက်လိုက်ပေးတယ်ဒီနေ့ကျမတို့ဒီလိုမျိုးလော့လို့မရတော့ဘူးနော်ဒီနေ့ဒီလိုမျိုးလုံးလုံးမရတော့ဘူးအခုခဏတော့ကြွတ်ဖတ်သွားတယ်ခွေး73កောင်ဟာအားလုံးခေါင်းကြီးကြီးဖြစ်တယ်ဒီခွေးတွေဟာ တနင်္ရာကိုထွက်ပြေးသွားရင်ကြွဘာမှမဆိုလို့ချင်းဘူးဒါပေမဲ့စစ်ခွေးဘက်ကိုပြန်ဝင်သွားတယ်ဆိုလို့ရှိရင်ကျတို့နေထိုင်တဲ့နေရာကျတို့ဘယ်လိုလုပ်တယ်လဲဘယ်နားမှာသူတို့ကိုထားတယ်လဲသူတို့သိတယ်တခုခုကျတို့စီမှာဖြစ်လာနိုင်တယ်ဒါကြောင့်ဒီနဲ့ဒီလိုမျိုးလွတ်လိုက်တဲ့ PDF တွေနင့်တို့မှာတာဝန်အကြီးကြီးရှိတယ်အပြစ်ပေးပါလို့ကျွတ်ဆိုလိုတာမဟုတ်ဘူးနင့်တို့ရဲ့ဂယုမဆိုင်မှုဟာဒီနဲ့ကျတို့တော်လာရဲကိုထိခိုက်တယ်ဒါကြောင့်မို့နောက်နောက်မှာ ခွေးတွေကိုဖမ်းမိတယ်ဆိုလို့ရှိရင်ဒီလိုမျိုးချော့ချော့ပေါ့ပေါ့နဲ့လုံးဝမလုပ်ကြပါနဲ့အကျွတ်တို့ပြန်မှစင်ချင်တုံးတိုက်ရမယ့်အရာဖြစ်တဲ့ကျွတ်ဒေါ်ရထွက်တယ်ဆိုတာဟာအခုလွတ်လိုက်တဲ့ PDF တွေကိုအပြစ်တံပေးဖို့မဟုတ်ဘူးဒါကိုတင်ခန်းစာယူပြီးတော့ကျွတ်တို့ရှေ့မှာလုတ်တင်တဲ့အရာအခုဆက်လက်ပြီးတော့ထိမ့်သိမ်းထားနေတဲ့ခွေးတွေကိုဘလို့ထိမ့်သိမ်းရမလဲဆိုတာကိုကျွတ်ပြောတာဖြစ်တယ်ကျွတ်တို့ PDF တွေနာတတ်ပါ ကိုယ့်ရဲ့တော်လာရဲ့ရဲပေါ်တွေကိုစစ်ခွေးတွေဘလို့လောက်ခဲ့တယ်လဲကိုယ့်ရဲ့မြို့ရွာတွေကိုကိုယ့်ရဲ့တော်လာရဲ့မိသားစုတွေကိုဟောကလေးတငယ်ကအစဘလို့လောက်တယ်လဲဆိုတာကိုနာကျင်တတ်ပါလို့ကြွဆိုလိုခြင်းဖြစ်တယ်ဆိုတော့အခုဒီ73កောင်ကို ကျွန်တော်ပြန်ဖတ်မိရင်တော့ကိစ္စမရှိဘူးမဖတ်မိဘူးဆိုလို့ရှင်တော့အင်းတော်ဝန်းကျင်မှာရှိတော့တော်လာရဲတဲ့တတိထားကြပါဘာလို့တင့်တယ်လဲဆိုတော့နင်တို့ပိုတိပါလိမ့်မယ်လို့ပဲပြောချင်တယ်နော်ပြီးလို့ရှင်နောက်တစ်ခုအနေနဲ့ကတော့အခုကျွန်တော်တို့ကချင်ပြည်နယ်မှာဘုံတွေအများကြီးကျဲတယ်ထုံနေတူပဲတခြားတော့တိုင်းနယ်ပြည်နယ်ထဲမှာလည်း စစ်ခွေးတွေဘက်ကနေဘုံကျဲတယ်ဆိုတော့ဘုံကျဲတာနဲ့ပတ်သက်ပြီးတော့ကျမတို့အထူးအထွေတော့မပြောချင်တော့ဘူးဘာကြောင့်လဲဆိုတော့ခွေးတွေနေ့တိုင်းဘုံကျဲနေမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့တော်လိုင်းရဲတွေသတိထားသလိုပြည်သူလူထုတွေလည်းသတိထားကြပါလူစုလူဝဲကိုရှောင်ကြပါပွဲလန်းသဘင်ကိုရှောင်ကြပါလို့ပဲကျမဒီလောက်ပဲပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်အောင်ပွဲသတင်းတစ်ခုအနေနဲ့ကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ကနေမှထွက်လာခဲ့တဲ့အင်အားနေရာကျော်လောက်ပါတဲ့ခွေးတွေကို ဂွေးပင်ချောင်းကျဲရွာနာမှာတော်လာရဲတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အဲ့တိုက်ပွဲထဲမှာစစ်ခွေးခုနှစ်ကောင်တည်ပြီးတော့ဆယ်ကောင်ကတော့တန်ရာပြင်းပြင်းထန်ထန်ရရှိတယ်ဆိုတဲ့အကြောင်းသိရတယ်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်ကျွန်တော်ကလဘကဝင်းကြီးလုပ်တယ်ပြည်ဝင်ပြည်ထွက်ကိစ္စကျွန်တော်နဲ့ဆိုင်တယ်အဲ့ကိုတိုင်ကောင်ဘသူတွေဝင်လာတယ်ဘသူတွေထွက်သွားဒီနိုင်ငံမှာဘယ်နိုင်ငံသားတွေဘယ်လောက်ရှိတယ်ဆိုတာကျွန်တော်နဲ့ဆိုင်တယ်ဒါတစ်သက်လုံးကျွန်တော်နိုင်ငံမှာလုပ်နေတဲ့ကိစ္စကိုနိုင်ငံကလာတဲ့လူကကိုယ့်အောက်ကတာလန်ဆက်မှာပို့ပဲဗျာ လောက်ရတာပေါ့အဲ့လူကလေစိတ်ကိုရောက်တာနဲ့လာဘကဒီစင်းတွေယူပြီးတော့ထိမ့်ထားတယ်။ तू သွားတဲ့နေရာခေါ်တယ်မှာတဲမယ်အပြင်မှာတဲခွင့်မရှိဘူးကျွန်တော်တို့ကအဲ့ဒီစင်းတွေကိုညနေမှာလာဘကကိုပို့ရတယ်။လာဘကဒါကိုသိတယ်။တို့နိုင်ငံမှာနိုင်ငံသားတော့ဘယ်ပင်းအောင်ရှိနေလဲ။ကိုရှိအိမ်ကိုဝင်လာတဲ့ဒဇင်းကိုသိဖို့မလိုဘူးလား။ဒါနိုင်ငံတော်လုံခြုံရေးအတရားဥပဒေစိုးမိုးရေးအချုပ်အခြာအာဏာတည်နှံ့ခိုင်မြဲရေးကိုခြံစည်းကိုကိုထိမ့်တာ။အဲ့ဒါဘာမှမတရားကြံမရှိဘူး။လွန်ခဲ့တဲ့အစိုးရဖွဲ့စည်းတစ်ခုလက်ထက်မှာအဲ့ဒါကိုဖျက်ပလိုက်တယ် အဲ့တော့ခင်ဗျာဝင်လာတာကိုခင်ဗျာလုံးဝမသိတော့ဘူးပြီးတော့ဘယ်မှာတဲလဲဆိုတာမသိအောင်ဧည့်စင်းဥတွေကိုဖြတ်လိုက်တယ်ဘယ်သွားလဲဆိုတာမသိအောင်နောက်ရောက်ကဥပဒေကိုဖြတ်ပလိုက်တယ်ဝင်လာလည်းမသိဘူးနေလာလည်းမသိဘူးသွားလာလည်းမသိဘူးအဲ့တော့ကိုယ့်နိုင်ငံထဲမှာလူကောင်းမှမသိလူဆိုးမှမသိတဲ့လူတွေအများကြီးဖြစ်နေဦးလားသူကအရင်တော့ကတော့စစ်ခွေးဖြစ်တယ်နောက်ပိုင်းတော့ရဲခွေးဖြစ်တယ်အခုကျတော့လောက်ဝကခွေးပြန်ဖြစ်သွားပြီဆိုတော့ तू လောက်ဝကခွေးလုံးတုံးက မြန်မာနိုင်ငံကိုလာလေတဲ့နိုင်ငံခြားသားတွေကိုအားလုံးကိုစီးရင်ယူတယ်ဘယ်မှနေတယ်ဘယ်သွားတယ်အကုန်ကိုစီးရင်ယူတယ်ပြီးတော့လောက်ဘကကိုပြန်တင်သွင်းရတယ်ဒါဟာမြန်မာနိုင်ငံကိုလုံခြုံဖို့ရအတွက်လုပ်တယ်တရားဥပဒေစိုးမိုးရေးအတွက်လုပ်တယ်အချို့အချာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်လုပ်တယ်လို့ပြောတယ်ဒါကိုမတရားဘူးလို့လည်းဘယ်သူမှပြောလို့ခိုင်ပိုင်ခွင့်မရှိဘူးဘာကြောင့်လဲဆိုကိုယ်နိုင်ငံမှာကိုယ်လုပ်တယ်တဲ့ဟုတ်တယ်ကိုယ်နိုင်ငံမှာကိုယ်လုပ်တယ်ပြီးတော့ဒီလိုမျိုးဥပဒေကိုကြတော့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာတော့ ဖျက်လိုက်တယ်လို့ပြောတာဆိုတော့ဒီနေ့ဒေါ်ခင်ကြီးကအတော်လေးစောင်းထလာတယ်မင်းဆွဲတဲ့အခါတိုင်းတောင်ဆန်းစုကြည်စိုးရကိုအမြဲတမ်းပြောလဲရှိတယ်ဘာကြောင့်မို့ဒီလိုပြောတယ်လဲဆိုလို့ရှင်တော့အရင်တော့တောင်ဆန်းစုကြည်ထောင်ထဲကိုမဝင်ခင်မှာ တော်အောင်ဆန်းစုကြည်ရဲ့ထမိန်လျှော်တိုင်းလျှော်တိုင်းသူကအဲ့ရေကိုတနေ့၃၄ခါတောက်တာအခုတော်အောင်ဆန်းစုကြည်ထောင်ထဲကျသွားတဲ့အခါကျတော့တော်အောင်ဆန်းစုကြည်ရဲ့ထမိန်လျှော်ရေကိုတော်ခင်ကြီးမတောက်ရတော့အခုသူအုံနောက်မနှံ့တော့ဘူးသူ့ရဲ့အုံနောက်နတ်နိုင်ဖို့ရအတွက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ထမိန်ချော်ရေကိုသူတောက်ရတာဒေါ်အောင်ဆန်းစုကြည်ရဲ့ထမိန်ချော်တဲ့အရေကိုတောက်မှသူ့အုံနောက်က အတော်လေးလူဖြစ်လာတာဒါပေမဲ့အခုတော့အောင်ဆန်းစုကြည်ကထောင်ကြတာလည်း၅နှစ်ပဲရောက်လာတော့သူ့ရဲ့အဓိကဆဲဖြစ်တဲ့တော့အောင်ဆန်းစုကြည်ရဲ့ထမိန်ရဲကိုမတောက်ရတော့သူ့အုံတော့မနှံ့တော့ဘူးเนาะဆိုတော့အခုဒီဥပဒေကိုဖျက်လိုက်တယ်လို့ပြောတယ်ဒေါခင်ကြီးတို့လက်ထက်ထဲမှာဒီလောက်အထိတင်းကျပ်ခဲ့လို့မြန်မာနိုင်ငံမှာဘာပြဿနာမရှိဘူးလို့ပဲထားဆိုတော့တော့အောင်ဆန်းစုကြည်လက်ထက်မှာတော့ဒီဥပဒေကိုဖျက်လိုက်တယ်တော်အောင်ဆန်းစုကြည်လက်ထက်တုန်းကတခြားနိုင်ငံကလူတွေ မြန်မာနိုင်ငံကိုလာလေလို့ပြဿနာဖြစ်သွားတာကြားဘူးသလားမြင်ဘူးသလားတွေ့ဖူးခဲ့သလားပြောကြည့်လိုက်လေဘယ်နိုင်ငံကလူဒီကျွန်တော်မြန်မာနိုင်ငံကို လာလေလို့ဒီလိုမျိုးစည်ရင်းမကောက်လိုက်လို့ဘယ်နိုင်ငံသားတယောက်ကမြန်မာနိုင်ငံကိုလာစော်ကားတာဘယ်သူကြားဖူးခဲ့တယ်လဲဘယ်သူမြင်ဖူးခဲ့တယ်လဲ ဘယ်သူကမှမစောကားဘူးဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားဒီကိုနှိပ်စက်ပြီးရိုင်းရိုင်းဆိုင်ဆိုင်ဇောကားတာနင့်တို့ခွေးတွေဖြစ်တယ်ဘယ်နိုင်ငံကမှမဟုတ်ဘူးဒီနေ့မြန်မာနိုင်ငံထဲမှာနင့်တို့ပြောပြောနေတော့ တတ်မတော်လို့ခေါ်တော့ခွေးတဒိုက်တဲတာတောင်မှဘေးရန်ကိုကောက်ွယ်လို့တဲခဲ့တယ်။ဒီနဲ့လူတိုင်းရင်သားတွေကိုတိုက်ခိုက်လို့ပဲနင်းတို့မตาပေါ်တာပဲရှိတယ်မဟုတ်ဘူးလား။ဘေးနိုင်ငံသားတွေတိုက်လို့နင်းတို့မตาပေါ်ကုန်ကြတယ်။အရင်တော့စစ်ခွေးတွေအများကြီးရှိခဲ့တယ်။အခုစစ်မှုထမ်းအပတ်စဉ်၈၈တောင်ပြီးသွားတဲ့အချိန်အထိနင်းတို့စီမာရှိနေတော့ခွေးတွေဘေးနိုင်ငံသားတယောက်ကြောင့်အသက်ပေးခဲ့ရတာရှိတယ်လေ။နင်းတို့ခွေးတွေက လွဲရင်မြန်မာနိုင်ငံကိုဖျက်ဆီးတဲ့ သူဆိုတော့ကဘာပေါ်မှာမရှိဘူးခွေးတွေကနေမှအင်ဂျီချွတ်ပြီးတော့လူဟန်ဆောင်နေတော့ဘလူးတွေတရေတွေတဆယ်တွေဖြစ်တယ်ဆိုတော့ကိုဘယ်တော့မှမမေ့ကြပါနဲ့လို့ပြောချင်တယ် နော်ကျွန်တော်နောက်သတင်းတပုတ်အနေနဲ့ကတော့မိတ်ထလာအချင်းထောင်ကနေမှနိုင်ချင်းအမျိုးသမီးတယောက်ကတော့ထွက်ပြေးသွားနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းသိရတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတော့လကောက်ဘယ်နိုင်ငံအထိမှာဘယ်ဖြစ်ဖြစ်ဆက်ရှိနေရအထက်ဆိုလို့ရှိရင်တော့ကျမတို့ကလူကြီးလို့သတ်မှတ်ထားတယ်။ဒါကြောင့်မို့ပဲပြစ်မှုတွေကိုကျွလွန်တဲ့အခါမှာတော့လကောက်ဆက်ရှိနေရအောက်ဆိုလို့ရှိရင်ကျမတို့ကကလေးတငယ်ဆိုပြီးမှသတ်မှတ်တဲ့အတွက်ကြောင့်ဘာမလုပ်ရဘူးညာမလုပ်ရဘူးဆိုပြီးမှကျမတို့ကပြောတတ်လဲရှိတယ်။ဆက်ရှိနေကြော်သွားပြီဆိုလို့ရှိရင်က င်ကြွားတော့ကလူကြီးမပုံတင်ရှိပြီးဒီ၁၈နှစ်ကျော်သွားတဲ့ကလေးတွေဟာမေးပေးလို့ရပြီးနိုင်ငံရဲ့ အကောင့်အစိုးတွေကိုဆုံးဖြတ်နိုင်တဲ့လူတယောက်အနေနဲ့ကျမတို့သတ်မှတ်ထားတာဖြစ်တယ်။ဆက်ရှင်နဲ့အရွယ်ရောက်လာတဲ့အခါမှာသူဘာပဲလုပ်လို့သူ့ရဲ့ပြစ်မှုနဲ့မပတ်သက်တဲ့သူတွေသူနဲ့ဘလောက်ပဲဆွေမျိုးတော်တော်သူနဲ့အမှုခင်းထဲမှာမပါတဲ့သူတွေကိုဘာမှလုတ်ပိုင်ခွင့်မရှိဘူး။ဘာကြောင့်လဲဆိုတော့ဆက်ရှင်နဲ့ပြည့်သွားပြီဆိုလို့ရှိရင်သူဟာလူကြီးတယောက်ဖြစ်သွားပြီ။ဒါကြောင့်သူ့ဖန်တဲ့သူဆုံးဖြတ်ပြီးလုတ်ခွင့်ရှိတဲ့အတွက်ကြောင့်ဒီနေ့ကျမတို့ဟာဆက်ရှင်နဲ့အထက်ဆိုလူကြီးလို့သတ်မှတ်ထားတာဖြစ်တယ်။ဆိုတော့အခုဒီ19အမျိုးသမီး ထွက်ပြေးသွားတဲ့အခါမှာသူ့အမေကိုတော့ဘာကြောင့်ဖမ်းတယ်လဲဆိုတော့မသိဘူးသူ့အမေကိုဖမ်းသွားတယ်ပြီးလို့ရှိရင်သူ့ရဲ့ရီးစားကိုလည်းပဲဖမ်းကြည့်ပြီးတော့အခုဒီမိထလာထောင်ကိုပို့လိုက်တယ်ဆိုတော့ကိုသိရတယ်နိုင်ကျင်းမျိုးသမီးထွက်သွားတာဟာသူ့ရီးစားနဲ့လည်းမဆိုင်ဘူးသူ့အမေနဲ့လည်းမဆိုင်ဘူးဒါပေမဲ့ဘာကြောင့်နင်းတို့ကသူ့အမေနဲ့သူ့ရီးစားနော်ဒါတော့ယောက်ျားမဟုတ်သေးဘူးသူ့ရီးစားကိုဘာကြောင့်နင်းတို့ဖမ်းတယ်လဲ နင်တို့ကလူအလုတ်လုတ်တလားတာမမို့လို့ရှိရင် ခွေယူအလုတ်လုတ်တလားတရေဘောကြောင်ပြီးမှလေဟိုဖန့်ဒီဖန့်မလုံးနဲ့နော်ပြီးနောက်တစ်ခုအနေနဲ့ကတော့ ဒီ2021ရဲ့ရှေ့မှာဆိုလို့ရှိရင်တော့ဘဒုကမှဒီနိုင်ငံရဲ့ဒီတိတ်မတိဘူးတိုက်ပွဲတွေတိတ်မတိကြဘူးဒါပေမဲ့ဒီ21တော်လန်ရဲ့ရောက်လာခဲ့တဲ့အခါမှာမြို့ရွာတွေကိုဘဒုမြှို့တယ်လဲပြည်သူတွေကိုအတင်းအတမဘဒုပေါ်တာဆွဲတယ်လဲပြည်သူတွေကိုဘဒုတတ်ဖြတ်တယ်လဲဆိုတာဟာလူဆိုလို့ရှိရင်အကုန်တိတယ်ခွေးထဲမှာတောင်မှအိမ်မွေးခွေးဆိုလို့ရှိရင်တိတယ်ဘတ်မောက်ကိုတော်လန်ရဲ့ဒီဘက်ကနေမှစက်တင်ဘာလ20ရက်နေ့တုန်းက တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်တယ်။တိုက်ပွဲဖြစ်တော့ကတောင်မှကျတော်တော်လိုက်ရဲဒီရဲ့လက်ချက်နဲ့ဘယ်မြို့ရွာတစ်ခုမှမပျက်စီးခဲ့ဘူး။ဒါပေမဲ့ဒီစက်တင်ဘာလ23ရက်နေ့ကနေမှခွေးတွေကဒီဗတ်မောက်ကိုပြန်လည်ရရှိဖို့ရတဲ့ဤမျိုးစုံနဲ့လုပ်တယ်။နေ့အတိုင်းတို့ဘုံကျဲတယ်။ဘုံကျဲပြီးတော့ SNA ခွေးတွေနဲ့စစ်ခွေးတွေရဲခွေးတွေဘျူခွေးတွေ ေါင်းပြီးတော့ထိုးစစ်ဆင်တယ်စက်တင်ဘာလ27ကနေမှထိုးစစ်ဆင်တာဒီနေ့အော်တိုဘာလ29ရက်နေ့အထိဘုံဒီဘလောက်ပဲကြဲကြဲ drone နဲ့ဘလောက်ပဲခြားခြားအရာရောက်တာမတွေ့တော့ဗမ်းမောက်ကိုစစ်ခွေးနဲ့ရှမ်းနေခွေးတွေဘက်ကမှမီးရှို့တယ်ဒါကိုဘောမဘောငုံဘောစုပ်တီကဘာပြောလဲဆိုတော့ KIA နဲ့ PDF တွေဟာဗမ်းမောက်မြို့ကိုမီးရှို့တယ်တဲ့ဒါကြောင့်ဒီနေ့27ဒေါ်လာရဲနောက်ပိုင်းမှာမြို့ရွာကိုဖျက်ဆီးတာကဘာလို့လဲဆိုတော့လူရမဝန်တော့ ခွေးကြဘူးရဲ့ကြုံနေဖြစ်တယ်ဆိုတော့ကိုတော့နင့်တို့ခွေးတွေမြင်မြင်မှထားပါလို့ပဲပြောချင်တယ်เนาะပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ